အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ဒီ web development lesson 12တင်ခန်းစာကိုကျွန်တော်တို့လေ့လာကြမှာပဲဖြစ်ပါတယ်။ဟောဒီနေ့တင်ခန်းစာမှာတော့ကျွန်တော်တို့ဘာကိုလေ့လာမှာလဲဆိုလို့ရှိရင်ကျွန်တော်တို့အရှိကဒီ lesson 11မှာကျွန်တော်တို့လေ့လာခဲ့တဲ့ဒီ css flat file concept ဒီပေါ်မှာအခြေခံပြီးတော့မှကျွန်တော်တို့ဒီ simple web page လေးတစ်ခုကျွန်တော်တို့တွေသွားပြီးတော့ကြီးကြီးကျယ်ကျယ်ကျမှာပဲဖြစ်ပါတယ်။ အဲ့တော့ကျွန်တော်ဒီသင်ငန်းစာ video ကျွန်တော်တို့မကြည့်ခင်မှာပေါ့နော်အရှိရဒီ lesson 11သင်ငန်းစာကိုကျွန်တော်တို့အရင်ကြည့်ထားဖို့ကျွန်တော်အရင်ကြည့်ထားဖို့အကြံပေးခြင်းပါအဲ့ဘာဖြစ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီ lesson 11မှာသင်ငန်းစာပေါ်မှာကျွန်တော်တွေလေ့လာခဲ့တဲ့ဒီ concept တွေပေါ်မှာအခြေခံပြီးတော့မှာအကျွန်တော်ကဒီနေ့လက်တွေ့သွားပြီးတော့ရေးကြည့်မှာဖြစ်တဲ့အတွက်အဲ့ဒီသင်ငန်းစာတွေကိုနားလည်မှတာနေအဒီ video ကိုကြည့်ရတာပို့ပြီးတော့မှအဆင်ပြေမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီနေ့ရေးမယ်အဒီ simple project လေးကဘာလဲဆိုလို့ရှိရင်ဒီမှာ အဲဒီမှာနံပါတ်လေးတခုကျွန်တော်တို့ပါမယ်နံပါတ်မှာဆိုလို့ရှိရင်ဒီမှာအဒီ page ရဲ့ name ပေါ့နော်ပြီးလို့ရှိရင်အပြီးလို့ရှိရင်ဒီမှာ home about service ဆိုရယ် contest ဒီဒီနံပါတ်လေးတခုကျွန်တော်တို့ပါမယ်ပြီးလို့ရှိရင်ဒီမှာ hero session လေးတခုကျွန်တော်တို့ပါမယ် hero session နဲ့မှာကျွန်တော်ရည်ချင်တဲ့ content လေးကျွန်တော်တို့ရှိမယ်ပြီးဒီမှာ guest status ဆိုရယ် button လေးတခုကျွန်တော်တို့ပါမယ်ဟိုလို့ရှိရင်အောက်မှာဒီမှာ cut ဒီ၃ခုပေါ့နော် cut ပေါက်လေးကျွန်တော်တို့၃ခုကျွန်တော်တို့ထားမယ် first layout ဆိုရယ် cut ပေါက်လေးရယ် responsive design ဆိုရယ် cut ပေါက်လေးရယ်ပြီးလို့ရှိရင် clear code ဆိုရယ် cut ပေါက်လေးပေါ့နော်အဲဒီ cut ပေါက်လေးတွေပေါ့ကျွန်တော်ဒီ mouse hover လေးထွက်လိုက်လို့ရှိရင်လည်းအဲဒီမှာ cut လေးတွေရယ်ဆွပြီးတော့မှ transition လေးပါသွားတာပေါ့နော်အဲ့လိုပုံစံလေးကျွန်တော်တို့ဒီနေ့အဲကျွန်တော်သွားပြီးတော့ရေးချင်မှာပဲဖြစ်ပါတယ်အဲ့ကျွန်တော်တို့ပထမဦးဆုံးကျွန်တော် VS Code ကိုသွားလိုက်မယ်လို့ရှိရင်ကျွန်တော်က lesson 11ပြီးသွားပြီဆိုတော့ကျွန်တော် lesson 12အတွက်ကျွန်တော် full ကလေးတစ်ခုကျွန်တော်ယူလိုက်တယ် ဲ့ဒီ folder ထဲမှာကျွန်တော်က half file တခုကျွန်တော်တို့ယူမှာပေါ့နော်အဲ index.html file ရဲ့ပြီးလို့ရှိရင်ကျွန်တော်တို့ style.style ကြီးမှာဖြစ်တဲ့အတွက်ကျွန်တော် style.css file နဲ့ပြီးကျွန်တော်တို့ယူလိုက်မယ်အဲပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီကဒီမှာ load တဲ့အဲဒီ .html တို့ပြလို့ရှိရင် language လောက်တာတို့ပြလို့ရှိရင် sc အဲပြလို့ရှိရင် character လောက်တာတို့ unicode လောက်တာတို့ပြလို့ရှိရင်ကျွန်တော်တို့ဒီအဲဒီ responsive design တွေအတွက်ကျွန်တော်တို့ထည့်ရတော့ meter meter data ထည့်ရတော့ပြီးလို့ရှိရင်မတိုက်တဲ့တိုက်တဲ့အကြောကျွန်တော်တို့ကဒီမှာဘာပဲပေးမှလဲဆိုလို့ရှိရင်ကျွန်တော် flash bar လို့ပဲကျွန်တော်ပေးလိုက်မယ်အာ first file landing page ပေါ့နော်အာ flat out landing page ဆိုပြီးတော့ပြလိုက်မယ် okay အဲ့ဆိုပြောလို့ရှိရင်ကျွန်တော်တို့ကနောက်ထပ်အဲကျွန်တော်ဒီမှာပေါ့နော်ကျွန်တော်ရေးမဲ့ပုံစံလေးမှာဒီ number session သုံးခုပါပဲလို့ကျွန်တော်ပြောလို့ရပါတော့နောက်ပါရယ်ပြီးလို့ရှိရင် hero session ရယ်လို့ရှိရင်ဒီမှာ cut session ဆိုပြီးတော့အပိုင်း၃ပိုင်းကျွန်တော်ပါမှာပေါ့နော်အဲ့တော့ကျွန်တော်ပထမဦးဆုံးနောက်ပါအတွက်ကျွန်တော်တွားပြီးတော့အရင်ဆုံးရေးကြည့်အောင်ငါတော့ကျွန်တော်ကနောက်ပါအတွက်ကြီးမှာဆိုတော့ကျွန်တော်အရင်ဆုံးကျွန်တော် comment လေးတစ်ခုရေးလိုက်မယ်နော်အာ comment လေးကိုကျွန်တော်ကဗာရင် ကောင်းမဲဆိုလို့ရှိရင်နောက်ပါလို့ကျွန်တော်ရင်ကြည့်လိုက်မယ်နော်အနဘားဆိုရယ်ကွန်မန့်တွေကိုကျွန်တော်ရှင်းလိုက်မယ်ပြီးသွားလို့ရှိရင်ကျွန်တော်ကဒီမှာစပြီးတော့ကျွန်တော်ရှင်းမှာပေါ့နော်အဲ့တော့ကျွန်တော်က nap ဆိုတဲ့အဲကျွန်တော်ဒီ element နေကျွန်တော်ခေါ်လိုက်မယ်ထပ်ဒီနဲ့ကျွန်တော်ရေးမယ်ပြီးလို့ရှိရင် class name ကိုကျွန်တော်က nap ဘာလို့ပဲကျွန်တော်ပြလိုက်မယ်နော်အာကျွန်တော် class class name ကို nap ဘာလို့ပြလိုက်မယ်ပြီးလို့ရှိရင်အဲဒီ nap ဘာထဲမှာကျွန်တော်တို့ကကျွန်တော်ကကျွန်တော်တို့ပြောလို့ပဲ logo ပါမယ်ပြန်ပါဒီမှာ logo ပါမယ်ပြီးလို့ရှိရင်ဒီမှာ link လေးသုံးခုကျွန်တော်တို့ပါမှာပေါ့နော်အဲ logo အတွက်ကျွန်တော်တို့အရင်ဆုံးသွားပြီးတော့မှရေးကြည့်အောင်အဲ logo အတွက်ကကျွန်တော်က DIB နဲ့ကျွန်တော်ရေးလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်က အာကျွန်တော်အာလူကူကြောကျွန်တော်ဒီတန်းလေးပဲစာသားပဲကျွန်တော်ရေးလိုက်မယ်နော် art test for you လို့ကျွန်တော်ရေးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော် class ကို class name လေးပြလိုက်မယ်လူကူဆိုပြီးကျွန်တော်ပြလိုက်မယ်ဗျာအဲ့လိုရှိရင်ကျွန်တော်တို့ဒီမှာလူကူအတွက်ရရပေါ့နော်အာကျွန်တော်အရင်ဆုံးအာဒီ page ကို ကျွန်တော်တို့ရ browser မှာတစ်ချက်သွားပြီးတော့မှကျွန်တော် run ထားကြည့်မယ်အာ when will like server နဲ့ကျွန်တော် print လိုက်မယ်အာ look at who's 9 out 10နဲ့ကျွန်တော် print ထားလိုက်မယ်အဲ့ lesson 12ဆိုတော့ lesson 12ဒီမှာကျွန်တော်တို့ tap for you ဆိုတဲ့စာသားလေးတော့ကျွန်တော်ရလိုက်ပါတော့ evolution ကျွန်တော်တို့ကဒီ link တွေအတွက်ကျွန်တော်သွားပြီးရေးတော့မှာပါတော့အင်းကတော့ never link ပါတော့အဲ့တော့ကျွန်တော်ကအာ ul ပါတော့ ul list တန်းကျွန်တော်ရေးမှာဖြစ်တဲ့ ul tag ကိုကျွန်တော်ခေါ်လိုက်မယ်ပြီး class name ကိုကျွန်တော်က nav link လို့ပဲကျွန်တော်ပေးလိုက်မယ်အဲ nestling လို့ကျွန်တော်ပြလိုက်မယ်ပြောလို့ရှိရင်အဲ့ nestling နဲ့မှာကျွန်တော်တို့က list တိုင်းတိုင်းနဲ့ကျွန်တော်ရေးမှဖြစ်တဲ့အတွက် ပထမဆုံးเนี่ยကျွန်တော် home လို့ကျွန်တော်ပြလိုက်မယ်ပြလို့ရှိရင်ကျွန်တော်ကအာ class name ကိုကျွန်တော်ကဒီတန်းလေးပဲထားပြလိုက်မယ်ပေါ့နော်အာ class name ကျွန်တော်ပြတော့ဗျာဒီ link နေမှာကျွန်တော် link နေမှာကျွန်တော် class name ပြတော့ဗယ်နဲ့ဘာလို့မှလဲဆိုလို့ရှိရင်ကျွန်တော်ကအာ link ပုံစံရေးမှာဖြစ်တဲ့ပြကျွန်တော်တို့ဒီက a တက် a a တက်နဲ့ကျွန်တော်ရေးပြရပါဘောနော်အဲ့တော့ကျွန်တော်ဒီမှာအဲတခြား page တွေကျွန်တော်ကမကြည့်ဘူးကွာဒီ home page တစ်ခုပဲကျွန်တော်ကရေးမှာဖြစ်တဲ့ဒီမှာအပေါင်းဆိုင်လေးပဲကျွန်တော်တို့ထားကြလဲရပါတော့ဒါဆိုလို့ရှင်တော့ links တစ်ခုကျွန်တော်တို့ရအောင်ပါဒီမှာတစ်ခုရအောင်လာပြီပေါ့နော် အဲ့ဒါကျွန်တော်ဒီမှာအဲ့လင့်ကိုကျွန်တော်ကဟုံးဆိုပြီးတော့ကျွန်တော်ပေးလိုက်နည်းဟုံးဆိုပြီးတော့ပေးလိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာဟုံးအတွက်လင့်လေးတစ်ခုကျွန်တော်တို့ရလိုက်ပါတော့ဘာဖြစ်လို့လဲတခြားဟာတွေအတွက်လည်းကျွန်တော်ဒီကောင်လေးပဲကျွန်တော်က copy တစ်ချက်ပြန်ပေးလိုက်မယ်ဘယ်တစ်ခုရေးမှလဲဆိုလို့ရှိရင်ကျွန်တော်၄ခုရေးမှဆိုတော့ကျွန်တော်က၄ခု copy ကူးထားလိုက်မယ်အာဟုံးပြီးလို့ရှိရင်ကျွန်တော်တို့ကဘာရေးမှလဲဆိုလို့ရှိရင် about ပေါ့နော် about page above page ဆိုရေးမယ်ဘာလို့ရှိရင်ကျွန်တော်ဘာရေးမှလဲဆိုလို့ရှိရင် service service ပြုလို့ရှိရင် contact ဆိုရကျွန်တော်ရေးလိုက်မယ် contact ဆိုရကျွန်တော်ရေးလိုက်နောက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ links လေးတုံးဖို့ကျွန်တော်တို့ရလာပြီပေါ့နော် okay အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ number မှာကျွန်တော်လိုအပ်မယ်အဲကောင်းတော့လိုအပ်မယ်ကျွန်တော်တို့ element လေးစာသားတွေကျွန်တော်တို့ဒီရှင်းပြရပြီပေါ့နော်အဲ့တော့ကျွန်တော်တို့နောက်ထပ် hero session တွေကျွန်တော်တို့ရေးမှာပေါ့နော်ဒီ hero session ဒီအပြာရောပေါက်ကြီးတွေကျွန်တော်တို့ရေးမှာဖြစ်တဲ့အတွက်ကျွန်တော်ကနောက်ထပ် comments တကူကျွန်တော်ထပ်ပြီးတော့ရေးလိုက်မယ်ဟာ hero session ဆိုရုံနဲ့ကျွန်တော်ရေးလိုက်တယ်နော် ဟီးရိုး session ဆိုပြီးတော့ကျွန်တော်ရေးပေးလိုက်မယ် okay အဲ့တော့ဟီးရိုး session မှာတို့ရှင်ကျွန်တော်တို့ပါတစ်ချက်ကြည့်မယ်ပေါ့နော်ဒီမှာဒီအဲဘေးမော်ဒန်လေးအဝစ်ဖလပ်ပေါ့ဒီကျွန်တော်တို့ပါမယ်ပြီးရင်ဒီအောက်ကစာသားလေးတစ်ခုပါမယ်အဲ့ဒီကောင်လေးအပေါ်ကဒီ salon အကြီးကြီးဒီ blue modern lee office platform ရဲ့ကောင်ကြောင့်ကျွန်တော်တို့ရ H1 တက်နဲ့ကျွန်တော်တို့ရေးပေးလိုက်မယ်။အဲ့ဒီအောက်က flash one mail responsive designs easy and fun ပါကြောင့်ကျွန်တော်တို့ရအဲ UUD p တက်လေးနဲ့ပဲကျွန်တော်တို့ရေးပေးလိုက်မယ်ပေါ့နော်။အောက်ကဒီ CDA border တွက်ကတော့ကျွန်တော်တို့ဒီ border ဆိုတဲ့တက်လေးနဲ့ကျွန်တော်တို့ရေးပေးရမှာပေါ့နော်။ ဲ့တော့ကျွန်တော်ကအခုပထမဆုံးအနေနဲ့အအရင်ဆုံး session ဆိုတော့ကျွန်တော်ကောင်းစင်ရေးလိုက်မယ် massage မဟုတ်တော့မ session ဆိုရတဲ့နဲ့ကျွန်တော်ဒီ session ခွေးမှာဖြစ်တဲ့အတွက်ရေးလိုက်မယ်လို့ရှိရင်ကျွန်တော်ဒီမှာ class name ကိုကျွန်တော် hero လို့ကျွန်တော်ပေးထားလိုက်မယ် okay ပြီးသွားလို့ရှိရင်ကျွန်တော် html တက်နဲ့ကျွန်တော်ရေးမှာပေါ့နော်အဲ့တော့ဒီစာသားတွေကိုကျွန်တော် copy ကုလိုက်မယ် okay အင်းအဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီမှာရရပါတော့။အဲ့ပေါ်လို့ရှိရင်ကျွန်တော်လည်းနောက်ထပ်အောက်ကအတက်လေးတော့ပို့ကျွန်တော်ရိုးရိုးပြီးတက်လေးနဲ့ကျွန်တော်ရေးလိုက်မယ်။အကောင့်လေးလည်းကျွန်တော်ဒီမှာအာလာပြီးတော့မှကျွန်တော်ဒီမှာ copy ကူးပေးလိုက်မယ်။ရေးလို့ရှိရင်ကျွန်တော်ကြားနေမှာသလိုပေါ့နော်။အဲ့ပေါ်လို့ရှိရင်ကျွန်တော်တို့ကဒီမှာ button နေလက်ကျွန်တော်ခေါ်လိုက်မယ်။အဲ့ button မှာကျွန်တော်စမှတ်ကကျွန်တော်ရေးခဲ့တဲ့ guest တဲ့အတိုင်းပဲကျွန်တော်ရေးပေးလိုက်မယ်။အဲ့ပေါ်လို့ရှိရင်ကျွန်တော်ကဒီမှာဘာရေးမှလဲဆိုလို့ရှိရင် plus ကို CTA လို့ကျွန်တော်ပေးလိုက်မယ်။ okay အဲ့ဒါလို့ရှိရင်ကျွန်တော်တို့ဒီ hero session အတွက်လည်းကျွန်တော်ပြီးပြီပေါ့နော်အဲ hero session မှာကျွန်တော်တို့ရပြီ ်အဲ့ဒါလို့ရှိရင်ကျွန်တော်ဗာဆက်ရေးမှာလို့ရှိရင်ဒီအောက်ကဒီကပ်ဖောက်လေးတွေအတွက်ကျွန်တော်ကပ်ဖောက်လေး၃ခုကျွန်တော်ရေးမှာပေါ့နော်အဲ့ဒါကပ်ဖောက်လေး၃ခုရေးမှာဖြစ်တဲ့အတွက်ကျွန်တော်ခါဒီမှာ comment ကျွန်တော်ရေးလိုက်မယ်အဲ comment ကိုကျွန်တော်ကပ်လို့ပဲကျွန်တော်ရေးလိုက်မယ်ကပ်ဆိုရင်ကျွန်တော်ရေးလိုက်မယ် s ထည့်ပေးလိုက်မယ်နော်၃ခုဆိုတော့ okay အဲ့ဒါလို့ရှိရင်ကျွန်တော်ကပ်က၃ခုဖြစ်တဲ့အတွက်ဒီကောင်လည်းကျွန်တော် session နဲ့ပဲကျွန်တော်ရေးပြလိုက်မယ် session နဲ့မှာကျွန်တော်က smart card တိုင်းမဲ့ class တင်းကို CRDS class လို့ကျွန်တော်ပေးလိုက်မယ်ပြလို့ရှိရင် clear တေကိုကျွန်တော် div နဲ့ကျွန်တော်ရေးမယ်အဲ့တော့စနစ်ကတမ်းပဲ first layout အဖက်စလီအလိုပြရမယ်ပြောလို့ရှိရင်ကျွန်တော်ကအာ class name sorry class name ကို crd card လို့ပဲကျွန်တော်ပေးလိုက်မယ်ပြီးနောက်တစ်ခုလည်းကျွန်တော်အတိုင်းပဲရေးမယ် div တက်နေပဲကျွန်တော်နောက်ထပ် cat တစ်ခုလည်းအတိုင်းပဲရေးမယ်ဒီကောင်ကျတော့ကျွန်တော်ဒီ responsive responsive ကိုကျွန်တော်အအောင်ကြီးနဲ့ရေးပေးလိုက်မယ် responsive design ကိုကျွန်တော်ရေးလိုက်မယ်နော် responsive design တပုံစံနဲ့ကျွန်တော်တို့တူအောင်ပေါ့နော် ။နောက်တော့ responsive design ဆိုရကျွန်တော်ကရေးပြလိုက်မယ်။ဘာလို့ရှင်ဒီကောင်းအောင်လဲကျွန်တော်တို့ကအာ class name ကို CRD card လို့ပဲကျွန်တော်ကပေးလိုက်မယ်နော်။ Okay အပူလို့ရှင်ကျွန်တော်တို့ရအနောက်ထပ် card တစ်ခုဂျန်သေးပါတော့။နောက်ထပ် card တစ်ခုကိုလည်းကျွန်တော်က clean out code လို့ကျွန်တော်ရေးပြလိုက်မယ်။အာ clean out code လို့ကျွန်တော်ရေးပြလိုက်မယ်။ဒီကောင်လည်းကျွန်တော်တို့ plus name ကိုစမကတိုင်းပဲ CERD card လို့ကျွန်တော်တို့ပေးပြလိုက်ရပါတော့။ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ card လေးသုံးခုလည်းရပြီ၊ hero တွေလည်းရပြီ။ တူရလို့ရှိရင်ကျွန်တော်တို့နောက်ထပ်အဲဒီဘက်မှာဘာရက်နဲ့ဘာလဲကျွန်တော်တို့ရရပေါ့နော်အော်တစ်ချက်ကျွန်တော်တို့လည်းဒီမှာသွားကြည့်လိုက်မယ်โอเคဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့လိုချင်တဲ့ပုံစံတိုင်းတော့ကျွန်တော်တို့ရရပါပဲပေါ့နော်ဒါတော့ကျွန်တော်တို့ HTML ဒီအကောင် HTML နဲ့ကျွန်တော်တို့ရေးချင်တဲ့ဟာကြီးအကောင်ကကျွန်တော်တို့ရေးရရေးရမယ့်ဟာကြီးကိုကျွန်တော်တို့ရေးပြီးသွားပြီပေါ့နော်အဲ့တော့အခုအာကျွန်တော်တို့ CSS နဲ့သွားပြီးတော့မှဒီကောင်လေးကိုကျွန်တော်တို့ဒီဇိုင်းထည့်အောင်အဲ့တော့ကျွန်တော်ကဒီမှာ partition အပိုင်းနှစ်ပိုင်းဖွဲ့ပြီးတော့မှဟိုဘက်တစ်ချမ်းမှာ CSS ကိုကျွန်တော်ထားလိုက်မယ် sorry ဒီဘက်မှာ html ဒီဘက်မှာ css ဒါသလို့ရှိရင်ကျွန်တော်တို့ကြည့်ရပိုပြီးလွယ်ပေါ့နော်အော်ကျွန်တော်ပထမအဆုံးကျွန်တော်တို့ဒီ page ကိုကျွန်တော်တို့မဆရင်မှာပထမအဆုံးဒီ page တစ်ခုလုံးမှာရှိနေတဲ့ဒီ extra margin တွေ padding တွေကိုကျွန်တော်တို့တွားပြီးတော့ဖယ်ရအောင်အကုန်လုံးကျွန်တော်တို့0ထားပေးလိုက်မယ်အဲ့လိုအကုန်လုံး0ထားဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော် universal slider လေးကိုကျွန်တော်တုံးလိုက်မယ် universal slider ဆိုလို့ရှိရင်ဒီ page တစ်ခုလုံးမှာရှိရတဲ့ခေါင်းလေးအကုန်လုံး slab မှတ်လိုက်တဲ့နဲ့တီဝဲပေါ့နော် အဒီ page တစ်ခုလုံးမှာရှိတဲ့ element တွေအကောင်လုံး slash မှတ်လိုက်တာနဲ့အတူတူပဲအဲ့တော့ universal slatter ကိုကျွန်တော်ခေါ်လိုက်တယ်ပြီးလို့ရှိရင်ကျွန်တော် margin ကို margin ကိုလည်း zero ထားပေးလိုက်မယ်ပြီးလို့ရှိရင် pattern ကိုလည်းကျွန်တော်တို့က0ထားပေးလိုက်မယ်ပြီးလို့ရှိရင်အဲ့မှာဒီကောင်ကိုကျွန်တော် by size နဲ့ border box လို့ကျွန်တော်ထားပေးလိုက်မယ်အဲဒီအဒီဒီ PC တစ်ခုလုံးထဲမှာကျွန်တော်တို့လိုအပ်မယ်အဒီ pattern တွေပြီးလို့ရှိရင် border တွေကျွန်တော်ထည့်လို့အဆင်ပြေအောင်ပေါ့နော်အဒီ box size border box ကိုကျွန်တော်ခေါ်လိုက်တယ် အပြင်ကျွန်တော်ဒီ body ဘာကျွန်တော်စပြောကြည့်အောင်နော်အဲ့ဒီ body ကိုကျွန်တော်စရရမှာဖြစ်တဲ့ပြဲကျွန်တော်ကဒီမှာ body ဆိုပြီးတော့လှမ်းခေါ်လိုက်မယ် okay ပြောလို့ရှိရင်အဲကျွန်တော်အရင်ဆုံး found site ဒီ found family ကျွန်တော်ပြတ်မှတ်အောင်ပြအဲ့တော့ found family ကိုကျွန်တော်ကကျတော့အဲ cell go found ဆိုင်ကိုကျွန်တော်တုံးလိုက်မယ်ဟင်းတော့ cell go you want found style ကိုကျွန်တော်တုံးပြလိုက်မယ်ပြလို့ရှိရင် option အနေနဲ့ကျွန်တော်က sensory town ကိုကျွန်တော်ခေါ်ထားလိုက်မယ်ပြလို့ရှိရင်ကျွန်တော်က color ကိုကြာတော့ကျွန်တော်က pure black ပေါ့နော် အပလက်လေးကျွန်တော်ထားပြီးလာမယ်ပြောလို့ရှိရင် line height စကစကြောင်းတွေတကြောင်းနဲ့တကြောင်းရဲ့ line height ကိုကျွန်တော်ကကျွန်တော်ပြီးထားသတ်မှတ်ပေးမယ်အကောင်ကျွန်တော်1.6လောက်ကျွန်တော်ထားပြီးလိုက်မယ်ဗျာ okay ဒါဆိုလို့ရှိရင်တော့ဒီမှာနည်းနည်းလေးချပြီးပါမှာကျွန်တော်တက်တက်ရဲလေးဖြုတ်သွားရပါတော့ okay အဲ့ဒါဆိုရှင်ကျွန်တော်ခုပထမအဆုံးအနေနဲ့အဲ CSS custom property တွေကျွန်တော်တို့အရင်ဆုံးတက်မှတ်ရအောင်ကြာအဲ့တော့ CSS custom property တွေအကြောင်းနေပါရောကျွန်တော်တို့ဒီအရှိအအသင်ငန်းဆိုင်မှာတော့ပြောထားရရှိပါတော့အဲ့တော့ကိုကိုကိုပိုင်းစိတ်ကြိုက် property တွေကျွန်တော်တို့ဖန်တီးရပါတော့ အဲ့ကျွန်တော် blue ဆိုတဲ့ key value ကျွန်တော်တို့တောင်းပြလိုက်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ property name ကိုကိုးချိုက်တဲ့နာမည်ကိုပြလို့ရတယ်ကျွန်တော်ကကျော်ဒီမှာ primary လို့ကျွန်တော်ပြလိုက်မယ် primary color ကိုကြောက်ကျွန်တော်တို့ရအဲကျွန်တော်ဘာယောင်ကိုထိုင်ကောင်းမလဲဆိုတော့ f446 e5 ရကျွန်တော်ထားပြလိုက်မယ်အားပနာနေတော့ကျွန်တော်ဒီမှာ sini corner ချန်ခဲ့တယ် okay ရပြီနောက်ထပ်ကျွန်တော် light color လို့ပေါ့နော် light ဆိုတဲ့ဒီ property name တွေကိုကျွန်တော်တို့တိုက်တဲ့ဘာလားကျွန်တော်တို့ထားလို့ရပါတယ် အာဒီကောင်ကိုကျွန်တော်ကျွန်တော်ဘာကလာထိုင်ကမယ်ဆိုတော့အာ F9 လို့ရှင် FAFB ဆိုရေကျွန်တော်ထားကြည့်လိုက်မယ်။ Okay နောက်ထပ်ကလာတစ်ခုကျွန်တော်တို့တတ်မှတ်ရအောင်။နောက်ထပ်ကလာတစ်ခုကိုကျွန်တော် Dark Color လို့ကျွန်တော်ပြလိုက်မယ်။နည်းနည်းပြလိုက်မယ်။ Dark Color ကိုကြောက်ကျွန်တော်ဘာပြင်ကောင်းလဲဆိုလို့ရှင် 1F2937 ကျွန်တော်ထားကြည့်လိုက်မယ်။နော် 1FG9 V7 ဒါတော့ကျွန်တော်ကြိုက်တဲ့အရာလေးကျွန်တော်ထားပြရပါတော့။အဲ့ဒါတော့ဟိုကြိုက်တဲ့အရာတော့ဒီ color pick ကလေးနဲ့ရွေးပြီးတော့မှကျွန်တော်တို့ထားလို့ရတယ်ပေါ့နော်။ဒီကောင်ကြီးက agent လေးမှာခက်ခဲတော့မရှိပါဘူး။ โอเคဆရာဆိုလို့ရှိရင်ကျွန်တော်တို့ဒီအဲဘာလို့မလဲဆိုလို့ရှိရင်အခုစပြီးတော့မှကျွန်တော်ဒီ net bar ကိုကျွန်တော်တို့စပြီးလို့ရေးအောင်ဗျာ on net bar oh sorry ဒီကောင်ကိုဒီကျွန်တော်ကဒီအောက်ကနေတက်တက် net bar ကိုကျွန်တော်ရေးဆွနေမှာ class name ရလဲ net bar လို့ပြတာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ net dot notation နဲ့ column net bar โอเคအဲ့ပထမဆုံးနဲ့ကျွန်တော်ဒီဒီ net bar ကိုကျွန်တော်ဒီစာရေးဖို့တကယ်လို့ရှိရင်ဒီကောင်ကြီးကိုကျွန်တော်တို့ဒီ net bar ကြီးဒီတစ်ခုလုံးကိုကျွန်တော်ကဘယ်ထဲထည့်မှာလဲလို့ရှိရင်ကွန်တိန်နာရဲ့ကျွန်တော်ထည့်မှာအဲ့တော့ကျွန်တော်တို့က အဲကျွန်တော်ဒီမှာ display flash ဆိုပြီးတော့ကျွန်တော်ချိန်ညာလိုက်မယ်အဲ display flash ဆိုပြီးတော့ကျွန်တော်ချိန်ညာလိုက်မယ်အော် display flash လို့ချိန်ညာလိုက်လို့ရှိရင်အဲဒီ number ဆိုတဲ့ဒီကောင်းကြီးက parents ကိုတိန်နိုင်ဖြစ်ပြီးတော့မှဒီအမပါတဲ့ဒီ DIB နဲ့ဒီ ULD ကကျတော့ child ပေါ့နော်အဲဒီ child item လေးကျွန်တော်တို့ဖြစ်သွားတယ် children ဒီကျွန်တော်တို့ဖြစ်သွားတယ်ပေါ့နော်ဒီကောင်းကြီးကကျွန်တော်တို့အဲ flash item လေးကျွန်တော်တို့ဖြစ်သွားတယ်ဒီကောင်းကြီးကကျတော့ဒီ net container number container flash container ကျွန်တော်တို့ဖြစ်သွားတယ်ပေါ့နော် ငါတို့အရှိရာ lesson 11မှာလည်းကျွန်တော်တို့အသေးစိတ်ပြောထားရတော့ရှိပါတယ်။ဒါဆိုလို့ရှိရင်ဒီ flash container horizontally ကျွန်တော်တို့ဒီ file တစ်ခုတည်းကိုအဖောက်ကြီးတစ်ခုတည်းကိုဒီ navbar ဆိုတဲ့ဖောက်ဖောက်ကြီးတစ်ခုတည်းကိုဒီကောင်းနေကောင်းလုံးကောက်ထည့်လိုက်တာနဲ့ကျွန်တော်တို့အတူတူပဲပေါ့နော်။အတေအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ပူဆက်ပြီးတော့မှာအဒီ justify content သူရစာသားလေးကိုကျွန်တော်တို့ဒီတစ်ခုနဲ့တစ်ခုဟိုအဲတသက်ရဖြစ်အောင် space ပြီးတွင်ကျွန်တော်ထားပေးလိုက်မယ်။ဟိုတည်းတော့ချက်သွားကြည့်အောင်မြင်အောင်ကျွန်တော်ဒီဘက်မှာ okay အခုထိတော့ကျွန်တော်တို့ပြောင်းလဲမှုတော့ဘာမှတော့မရှိသေးဘူးပေါ့နော်။အဲ့ဒါကိုကျွန်တော်တို့ဆက်ပြီးတော့ကျွန်တော် UG အောင် အလိုင်း idea ကိုကျွန်တော်ပြန် center ကျွန်တော်ထားကြည့်လိုက်မယ်။ Okay ဒါဆိုလို့ရှိရင် center ဖြစ်ပြီးအဲဆိုရင်ကျွန်တော်နောက်ထပ်တစ်ခုပတ်တင်ပေါ့နော်။ကျွန်တော်ကပတ်တင်ကိုကျတော့ကျတော့ကျွန်တော်က top right button လက်ကို 1ME equation 2 ran ကျွန်တော်ထားပြလိုက်မယ်။ top right button လက်ဆိုလို့ရှိရင်ကျွန်တော်ကနောက်ထပ် pattern ရရပေါ့နော်။ pattern ပြီးသွားလို့ရှိရင်ကျွန်တော်ဘာလို့ background ကျွန်တော်တတ်မဲ့အောင် background ကိုကျွန်တော်စွန့်ကအပေါ်မှာ အာဒီဘက်ကဒီဘက်က background line ကျွန်တော်တို့ဖြစ်အောင်ဒီမှာ tag color လေးကျွန်တော်ထားရပါတော့ဒီဘက်မှာလည်းကျွန်တော်တို့ tag color လေးကျွန်တော်တို့ထားပေးမယ်အဲ့တော့ကျွန်တော်က background ကျွန်တော်တတ်မှတ်မယ်အာ background ကိုကျွန်တော်ကအပေါ်ကကျွန်တော်ရေးခဲ့တဲ့ css custom property name အတိုင်းကျွန်တော်ထားပေးလိုက်မယ် tag ဆိုရကျွန်တော်ခေါ်ပေးလိုက်မယ် okay အာနော်နော်ကျွန်တော်ဒီမှာကျွန်တော်ရေးခဲ့ကောင်းတယ်မယ်ပြောင်းဖြစ်နေတယ်ခဏလေးနော် oh sorry ဘာလို့မပြောင်းနိုင်လဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဘာလို့ခုချင်ရလို့ရှိရင် အဲဒီမှာ CSS နဲ့ HTML ကျွန်တော်လုံးဝမချိတ်ရသေးဘူးအဲ့တော့ကျွန်တော်ချိတ်ဖို့ကြံနေတာအဲ့တော့ကျွန်တော်ကဒီမှာသွားပြီးတော့ကျွန်တော်ဒီချိတ်တိုင်းမဲ့တော့ဒီ title ဆိုတဲ့အောက်လေးအောက်မှာကျွန်တော်က link နဲ့သွားပြီးချိတ်မယ်အဲ့ကြောင့်မို့ကျွန်တော်ရေးနေတဲ့ကောင်တွေကဘာမှ effect နဲ့တက်ရောက်တည်ရပါတော့အဲ့တော့ကျွန်တော်က style.css ရေကျွန်တော်သွားပြလိုက်မယ် okay ဒါဆိုရင်တော့ကျွန်တော်အဲချိတ်သွားပြီပေါ့နော်အဲ့ဆိုရင်ဒီမှာ delete ဖြစ်ပြီပေါ့နော်မလားမပါဘူးဖြစ်နေတယ်အဲ့ကောင်ကျွန်တော် set ပြီးတော့ပြင်ကြီးကြောင်းဒီလိုဒီမှာ ကာလာပေါ့နော်ဒီမှာကြည့်လိုက်လို့ရှိရင်ဒီမှာစာသားတွေကပြအောင်မတက် for you ဒီဘက်က home နဲ့ပြအောင်နဲ့အဲ့ကောင်နဲ့ကျွန်တော်တို့ကာလာလေးတွတ်ချေအောင်အဲ့တော့စလုံးလေးကိုကာလာချင်းပါပြရဲကျွန်တော်ကာလာ property ကိုခေါ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော် white အဖြူရောင်ကျွန်တော်ထားပေးလိုက်မယ်ဖြစ်နေတယ်အဲ့တော့ white လို့ကျွန်တော်ထားပေးလိုက်မယ်အဲ့ဒါဆိုတစ်ချက်ကျွန်တော်တွတ်ကြည့်အောင် key translation ကစာသားလေးရပေါ်လာရေပေါ့နော် okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီဒီ never line နဲ့ကျွန်တော်ကြည့်လိုက်ဗျာ never line ကဒီမှာ vertical ဖြစ်နေအဲ့ကောင်နဲ့ကျွန်တော်တွတ်ပြီးတော့ချေရအောင်အဲ့တော့ဒီ never line နဲ့ဘယ်ထဲမှာ share လို့ရှိရင်ဒီ နတ်လင့်ဆိုတဲ့ကောင်အောက်မှာရှိရတယ်ဟုတ်တယ်မလားအဲကျွန်တော်ကဒီနတ်လင့်ကိုကျွန်တော်နှမ်းခေါ်လိုက်မယ်။ဟာနတ်လင့်ကိုကျွန်တော်အတန်းပြီးခေါ်ပြီးတော့မှအဲကောင်ကိုကျွန်တော်တို့ရဲ့အဲကွန်တေနာလေးကျွန်တော်ကောက်ထည့်လိုက်မယ် display flat ဆိုပြီးကျွန်တော်ကြည်ညာလိုက်မယ်။ Okay ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီကောင်လေးတစ်ခုနဲ့တစ်ခုအခြားဂျာရဲတိအခြားမဲ့ဟာလေးကိုကျွန်တော်တို့ရဲ့1.5 run တော့ကျွန်တော်ထားပြလိုက်မယ်။ဒါနှစ်ခုနဲ့တစ်ခုအလားတူခြားပြလိုက်တာပေါ့နော်။ Okay တစ်ခုနဲ့တစ်ခုကျွန်တော်အလုပ်လေးခြားပြလိုက်တယ် ဒီလိုရှိရင်ကျွန်တော်နည်းနည်းကြည့်ရ list တိုင်းတိုက်ရေးဖြစ်နေပေါ့အောက်က underline တွေပါနေဖြစ်တဲ့အတွက်ကျွန်တော် list တိုင်းကိုကျွန်တော်က man လို့ကျွန်တော်ထားပစ်လိုက်မယ်အဲဆိုလို့ရှိရင်ကျွန်တော်ဒီအောက်ကအာ list တိုင်းတက်သွားပေါ့နော်ဒီမှာအရှိကဒီ set အဆက်လေးကိုဆွနောက်ကကျွန်တော်တို့ဒီအဒီ list တိုင်းတိုက်ကိုနမ်းမထားခင်တော့ကျွန်တော်ဒီ beginner မှာအဆက်လေးတွေပါနေတယ်ဒီအဆက်လေးအဆက်လေးရဲ့အဆက်လေးကျွန်တော်ဖျောက်ချင်တယ်ဖြစ်တဲ့အတွက် list တိုင်းတိုက်ကိုကျွန်တော် man လို့ကျွန်တော်ထားပစ်လိုက်တယ်ဟုတ်ပြီအဲဆိုလို့ရှိရင်ကျွန်တော်ဒီဒီ net bar ဒီ net bar ကြီးပေါ့နော်အဲဆိုလို့ရှိရင်ဒီ ဒီ net value ဒီ a လေးဒီဒီ a တက်လေးကျွန်တော်အခုသွားပြီးချိန်အောင်အဲ့တော့ကျွန်တော်ကအဲ develop view command လေးဆိုလို့ရှိရင် net value ရဲ့ a တို့ကျွန်တော်ခေါ်ရလိုက်မယ်အကောင့်လေးကိုကျွန်တော်ကကုသွားပြီးတော့မှ color ကိုကျွန်တော် white ပဲကျွန်တော်တို့ထားပေးလိုက်မယ် okay ပြီးသွားလို့ရှိရင်ကျွန်တော်ကအာ text decoration ကို none လို့ကျွန်တော်ထားပေးလိုက်မယ်ဗျာ text decoration ကို none လို့ထားလိုက်လို့ရှိရင်ဒီအောက်က underline ကြီးကိုလည်းကပ်သွားရပါတော့ okay ဟုတ်ပြီ w ရှင်တော့ကျွန်တော်တို့ legion design နဲ့နီးကပ်လာပါတော့ပေါ့ဗျာအဲ့ဆိုရင်ကျွန်တော်တို့ပြ အာဒီ A sign လည်းပြည့်စုံလေရှင်အဲ့ဒီဒီဒီဘက်မှာကျွန်တော်တစ်ချက်ကြည့်အောင်ဒီမှာတော်ရုံမှာ mouth free တွေတော်ပြီးတော့ဟိုပါလောက်လေရှင်အရာလေးပြောင်းသွားလေဒီဘက်မှာကျွန်တော်ဒီပြောင်းတယ်အဲ့ဒီအရာလေးကျွန်တော်တော်ပြောင်းကြည့်အောင်အဲ့တော့ကျွန်တော်ကဒီဘက်မှာအာ A ကိုကျွန်တော်တို့ A တက်လေးဒီဘက်မှာကျွန်တော် hover တော်ပြလို့ရှင်ရဲ့ hover ဆိုတော့ mouth ကိုတော်ပြီးတော့တင်လိုက်တာပေါ့နော်အဲ့လိုကျွန်တော်လို့ရှင်ကျွန်တော် color ချိန်အောင်အဲ့တော့ကျွန်တော်က color ကိုအာတော်ဒီ primary color ကျွန်တော်ထားပြလိုက်မယ်နော်ကျွန်တော်တို့ပုံမှန်ပြီးခဲ့ ပရမာရီကာလာတော့ကျွန်တော်တချက်တယ်ဒါဆိုလို့ရှိရင်ဒီမှာအယောင်လေးချိန်သွားပြီပေါ့နော်โอเคဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့အဲဒီနှစ်ဘားမှာကျွန်တော်လိုအပ်မဲ့အဲလိုအပ်မဲ့ကောင်တွေကျွန်တော်တွားတော့မထိသွားပြီပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်ကအာဒီဒီပုံမှာပေါ့နော်ဒီနှစ်ဘားယူကြည့်လို့ရှိရင်နည်းနည်းချင်းတော့ဟလာအမပနည်းနည်းဖြစ်နေပြအဲ့ကောင်လေးကျွန်တော်တွားပြီးမှတချက်လိုတွားပြီးချိန်လို့ရမယ်ဆိုတော့ကျွန်တော်တချက်ကြည့်ရအောင်အဲကျွန်တော်ဒီမှာပတ်တင်နဲ့မှာကျွန်တော်တချက်ပြင်ပြီးမှ check လုပ်ကြည့်အောင် ဘယ်နားမှာလဲကျွန်တော်ရေးခဲ့တာဖြစ်ရှင်ပက်တင်နဲ့ margin ကိုကျွန်တော်ဒီ a1 rank 2 rank ဆိုပြီးကျွန်တော်တို့ပြီးခဲ့တယ် okay ကျွန်တော်မနေ့ select speed နည်းနည်းချလိုက်ရမှာပေါ့နော် okay ဒါဆိုလို့ရှင်တော့ကျွန်တော်တို့ဒီမှာအဲကျွန်တော်လူချင်းတဲ့ design တစ်ခါက design အတိုင်းလို့ဖြစ်သွားပြီပေါ့နော်အဲတော့လည်းဒီမှာတော့ပြီးတော့ map ပါလို့ရှင်လေအဲအယောင်လေးတွေကျွန်တော်တို့ကြောင်းသွားပြီဒီကောင်မှာလည်းအလူပဲပူပါလေးလိုက်လို့ရှင်အယောင်လေးကျွန်တော်ကြောင်းသွားပြီပေါ့နော် okay ဟုတ်ပြီအဲ့ဒါဆိုလို့ရှင်ကျွန်တော်တို့အခုအာပဲကျွန်တော်တို့တော့ပြီးရေးမှာလဲဆိုလို့ရှင် hero section ကျွန်တော်တို့တော့ပြီးတော့မှရေးကြအောင် ။အာဒီဘက်က hero section ။အာ hero section အတွက်ကျွန်တော်တို့က hero section ကျွန်တော် class name hero လို့ပေးခဲ့ဖြစ်တဲ့အတွက်ကျွန်တော်ကအဒီ hero ဆိုရဲကောင်ကျွန်တော်ဒီမှာမားမာဆိုလို့ copy ကိုလိုက်မယ်။ Okay ပြီးသွားလို့ရှိရင်ကျွန်တော်အရင်ဆုံးစပြီးတော့မှအဲ့ကောင်လေးကျွန်တော်တို့ display flat နဲ့ကျွန်တော်ရင်းနှာခစ်တဲ့ပြန် display flat လို့ကျွန်တော်တင်ရလိုက်မယ်။ vision flat direction ကိုကျွန်တော်တို့ကကော်လန်ပေါ့နော်။ vertically ကျွန်တော်ကော်လန်ထားလိုက်မယ်ပြီးအကောအဲကော်လန်ထားပစ်လိုက်တယ်။ vertically ကော်လန်ထားပစ်လိုက်တယ် ။ဘာဖြစ်လို့ရှိရင် justify then we justify content ကတော့ center လဲတော့ဖားပြလိုက်မယ်။ဒါပေမဲ့ရှင် align item တော့နော်။ဒါ align item လဲကျွန်တော် center ထားပြလိုက်တဲ့ဒါ relation ကျွန်တော် height ။အပီတိုင်း height ကိုကျွန်တော်တို့80 keyboard height gh တနခါပြတာ ਨੇ ။ဟုတ်ရှင်ကျွန်တော်ကအာ text အာ text align လဲကျွန်တော်ကို center ပဲကျွန်တော်ထားပြလိုက်လဲ။အာ text align နဲ့ chess align စာသားတွေလည်းကျွန်တော်တို့ center မှာထားပေးတာနဲ့ပြီးလို့ရှိရင်ကျွန်တော် background ကိုကျွန်တော်ဒီတက်မဲ့အောင် background ကျွန်တော်ကျွန်တော်တော့ linear gradient color ကျွန်တော်ခါရှင်လာကြအဲ့ဒါ key right ဒီမှာညာဘက်ကိုဘယ်လိုကြောက်ရလဲရှင်အဲ key one အပြာရောင်ကနေရမှာကျွန်တော်တို့ဒီဟိုဘက်ကနည်းနည်းအဲနည်းနည်း dark green အပြာရောင်လေးကျွန်တော်ကြောက်ရှင်လာပြအဲ့တော့ကျွန်တော်က6 acid 3 68ဘဝရတယ်ကျွန်တော်က border မှာလဲ solution နဲ့ the hex side ဒီ color ရရကျွန်တော်တို့စိုက်တဲ့ color ကျွန်တော်တို့ ဒီကာလာပီကာလေးနဲ့ကျွန်မရေးပြီးတော့မှအသတ်မှတ်လို့ရပါတယ်ကျွန်တော်ကတော့ဒီမှာကျွန်တော်ကြိုက်တဲ့အသာလာရောင်လေးတွေကျွန်တော်ဒီနေ့ခါပြီးတော့ပါပေါ့နော်โอเคดาวริสินจอตะชอบอาจิจิอ่ะโอเคဟုတ်ပြီဒါကျွန်တော်တို့ legend နဲ့တာလာနေကြည်ရရပါတော့။အားပြောမရှင်ကျွန်တော်တို့ဒီမှာဒီကျွန်တော်ပါတဲ့စာသားတွေဒီမှာကြည့်အောင်အဲ့ကောင်တွေကျွန်တော်တို့စာသားတွေကျွန်တော်တို့အဖြူရောင်လေးကျွန်တော်ထားပေးလိုက်မယ်။အာ WHG quality တာလာလေးကျွန်တော်ထားပေးလိုက်မယ်။အားဆိုလို့ရှင်တော့ဒီမှာအကြည့်အောင်လေးကျွန်တော်လေးဖြစ်သွားရပါတော့။ Okay ဟုတ်ပြီ။အားလို့ရှင်ကျွန်တော်တို့ဒီမှာ အဲကျွန်တော်ပါရဒီ H1 တက်ဒီလိုပြလို့ရှိရင်ဒီ P တက်ဒီတမပြပြီးတော့ကျင်ရအောင်ဗျာအဲ့တော့ကျွန်တော်ကဒီမှာဟိုလိုလဲမှာလဲသိရှင် hero.p ဆိုပြီးတော့ကျွန်တော်အမှန်ကောလိုက်မယ်အဲ H1 တက်ကို sorry u.p ရရှင်နေရေးကျွန်တော် H1 ကိုတမရင်ကြီးရအောင်ဟာ H1 ကိုကျွန်တော်အရင်ကြီးလိုက်မယ်အဲ H1 ကိုကျတော့ကျွန်တော်ဒီ font size ကျွန်တော်ကွာချင်းအောင်အာ font size ကိုကျတော့ကျွန်တော်တို့2.5ဘန်လောက်ကျွန်တော်ဟာပြလိုက်မယ်ဘယ်ကေတူရလို့ရှိရင်ကျွန်တော်ကဒါ margin border ဒီကောက်ရဲ့ အဲမာချင်ပေါ်တုံကြတော့ကျွန်တော်ကနည်းနည်းလေးဟိုဖြားလို့ကျွန်တော် van ran လို့ကျွန်တော်ထားပြလိုက်မယ် okay ဒါပြလို့ရှိရင်တော့ဒီမှာနည်းနည်းခြားသွားပြီပေါ့နော်အပေါ်တုံကဒီမာချင်ပေါ်တုံဆိုတော့ဒီဒီဒီ h1 တက်ရက်ဒီပေါ်တုံဘာကျွန်တော်လေးခြားလိုက်တာပေါ့နော်ဟုတ်ဒီအဲ့ဆိုရင်ကျွန်တော်တို့သူ့ဆက်ပြီးတော့မှ p ကို t တက်ကိုတမဲပွားပြီးရေးပြီးကြည့်အောင်ဒီချက်ရဲ့မာချင်ပေါ်တုံကိုလည်းကျွန်တော် resume ကအတိုင်းပဲကျွန်တော်1.5 ban ဆိုတော့ခါကြည့်လိုက်မယ်အာ1.5 ran ကျွန်တော်ထောက်ပြလိုက်မယ်။ okay ဒါဆိုလို့ရှိရင်တော့နည်းနည်းတက်တက်ကြီးပြဖြစ်သွားပြီပေါ့နော်။ဒီဆက်လုံးကြီးခြားသွားပြီ အဲ့ဆိုပြီးရှင်ကျွန်တော်တို့ဒီအခုအဒီရောက်က CTE ရေးဖို့ကြံနေတယ်အဲ့တော့ CTE ဆိုတော့ကျွန်တော်ကဒီမှာ dot CTE တို့ကျွန်တော်နှာခေါ်လာ navigation အဲ့ကောင်ကိုကျွန်တော် background color ကျွန်တော်ပြောင်းအောင်အာ background ကိုဒီကောင်ကိုကျွန်တော် white ထားပေးလိုက်ပါဘယ်စနက်ကဟာနဲ့တူအောင်ပြီးရှင်အာအဲ့ရဲ့ထဲထဲမှာပါတဲ့စလုံးကြီးတွေရအောင်ကျွန်တော်ကအပေါ်မှာပေးခဲ့တဲ့ primary color ကျွန်တော်ထားပေးလိုက်မယ်မခင်ပြူရလို့ရှင်ကျွန်တော် padding အဲ padding ကို12 right button left ကိုကျွန်တော် 0. အဲ is run ရဲ့ ပြီးသွားလို့ရှင်1.5 run ရဲ့ကျွန်တော်ထားပြီးလိုက်မယ်။ Okay ပြီးသွားလို့ရှင်ကျွန်တော် border weight ရဲ့အနည်းငယ်ဆွလုံးလေးတနည်းတောင်လေးနည်းနည်းချွန်ဝိုင်းနေတာဖြစ်တဲ့အတွက်ကျွန်တော်က6 pc တော့ကျွန်တော်ထားပြလိုက်မယ် border radius ကိုလို့ရှင် border ကိုကျွန်တော်တွေကအချောင်းမြင်မြင်ကျွန်တော် nan ဆိုရကျွန်တော်ဖြတ်ပေးထားတယ်မယ်ပြီးရင်ကာဆာသွားဆက်လို့ရှင် pointer ဆိုရောမှာဒီလက်လေးပုံနေရပုံလေးကျွန်တော်ထားပြလိုက်မယ်လက်မျိုးလေးလားဒီလေးပုံလေးပေါ့နော်ကာဆာ pointer လို့ထားလို့ရှင်ဒီမှာလက်မျိုးပုံလေးကျွန်တော်တို့ဖြတ်သွားရဲကာဆာ pointer က အတူတူလို့ရှိရင်ကျွန်တော်တို့ဘာဆက်ရေးရပါလို့ရှိရင် transition ကျွန်တော်တို့ transition ကိုကျွန်တော်တွားပြောမှာအဲ animation နဲ့ကျွန်တော်ထည့်ကြတာ transition ကိုကျွန်တော်ဒီမှာ0.3 second ကျွန်တော်ထားပေးလိုက်မယ်အဲဆိုကျွန်တော်တို့ဒီမှာတစ်ချက်တွားကြည့်အောင် okay အဲဆိုလို့ရှိရင်တော့ဒီမှာအဲကျွန်တော်တို့လူချင်းနဲ့ဒီ hero section နဲ့ never section ရော BY ပေါ့နော်အောက်ကကတ်ပေါက်လေးကျွန်တော်တို့ရေးဖို့ကြံတယ်အဲ့ကောင်လေးကျွန်တော်ဆက်ပြီးတော့ရေးရအောင်အော်ဒီမှာတစ်ချက်ကျွန်တော်တွားကြည့်လို့ရှိရင်ဒီဘက်ကကောင်ကျွန်တော်တစ်ချက်ဒီမှာဟိုပါလို့ရှိရင်မဖြစ်ပါဘူးကျွန်တော်အယောင်လေးက ပြောင်းသွားတယ်ပြီးလို့ရှိရင်သူ့ရဲ့ဖောက်နဲ့ဒီဘက်ကဖောက်ကနည်းနည်းမတူဖြစ်နေပါတော့။အဲကျွန်တော်တို့ဒီဒီကောင်လည်းဟိုဘသွားထည့်အောင်အဲ့တော့ကျွန်တော်တို့ကအရင်ဆုံးကျွန်တော်တို့ဒီ CDA ကိုကျွန်တော်တို့ဟိုဘလုလိုက်လို့ရှိရင်သူ့ရဲ့ background ကိုကျွန်တော်တို့ချိန်မယ်။ background ကိုကျွန်တော်တို့ရအပေါ်မှာပေးသေးတယ်။အဲ tag color လေးကျွန်တော်ခါပေးလိုက်မယ်။အဲပြရလို့ရှိရင် color ကိုအဲ့လို tag color ပြောင်းသွားလို့ရှိရင်အဲထဲမှာရှိတဲ့ဆက်လုံးနေရဲ့ color ကိုကျွန်တော် white ထားပေးလိုက်မယ်။အဖြူအောင်ထားပေးလိုက်မယ်။ Okay တစ်ချက်သွားကြည့်အောင် အာဆနာလေးနော်ကျွန်တော်တစ်ချက်သွားကြည့်အောင်မမပြောင်းသွားသေးဘူးကျွန်တော်တခုခုလွဲရနေတာတော်တော်တစ်ချက်ပြင်ကြည့်အောင်အဲ့တော့ကျွန်တော်ဒီမှာတစ်ချက်ကြည့်လိုက်တဲ့ခါကျတော့ဘာတွေ့လဲဆိုလို့ရှိရင်ဒီမှာ CAD cut ဖြစ်နေတာ C dot ဖြစ်ရောကြောင့်ကျွန်တော်ဒီဘက်ကကိုပါအလုံးလောက်တာပါအာဒါဆိုလို့ရှိရင်ကျွန်တော်တို့ကျွန်တော်တို့ရဲ့ဒီ cut status ရဲ့ button လေးကခုပါလဲကျွန်တော်အလုံးလောက်ပါပြီပေါ့နော် Okay အဲ့ဆိုလို့ရှိရင်ကျွန်တော်အခုဒီ cut ပါပြီကျွန်တော်ဆက်ပြီးရေးကြည့်အောင်အာကျွန်တော် cut box ဆိုတော့ကျွန်တော်ဒီမှာ dot CRD အခပြီကျွန်တော်လောက်ကိုလိုက်မယ်ကျွန်တော်ဒီမှာ CRID အခလို့ကျွန်တော်ပြီးခဲ့တာဖြစ်တယ်ပြီးလို့ရှိရင်ကျွန်တော်စနော့အတိုင်းမဲ့ flat back ကိုသုံးမဲ့ display flat လို့ကျွန်တော်ကြီးညာလိုက်မယ်အဲပြီးလို့ရှိရင်ကျွန်တော်ဒီ flat back flat back ကဘာလဲဆိုတဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှိမှပြောခဲ့ပြီးသားရှိပါတယ် flat back ကဒီ page ကနေရာနားတော့လို့ရှိရင်ဒီဘက်က cut out ဒီကောင်လုံးဒီအောက်ကိုနည်းနည်းအောက်တစ်ချောင်းအောင်ကျွန်တော်တို့ဆင်းပေးတာပေါ့နော်အရှိရ lesson မှာလည်းကျွန်တော်တို့သင်ခဲ့ပြီးသားရှိတယ်ဒီမှာတို့နှစ်ခုရဲ့ဂျားထဲမှာကျွန်တော်တို့က ည်းနည်းလေးခြားလိုက်မယ်ဝမ်ဗန်တော့ကျွန်တော်ထားလိုက်မယ်ပြီးရင်အပက်တင်ကိုကျတော့ကျွန်တော်ဒီ top right button နဲ့ကို two van ကျွန်တော်ထားပြီးလိုက်မယ်ပြောလို့ရှိရင် justify content ကို justify content ကိုကျတော့ကျွန်တော်စင်တာပဲကျွန်တော်ပြီးထားပြီးလိုက်မယ်အ keyboardization ကျတော့ background အ background လဲကျွန်တော်တို့ကဘလောက်ပဲထား background လဲပါထားမှလဲဆိုလို့ရှိရင်ကျွန်တော်ကပေါ်လာပေးခဲ့တဲ့ css ကတင် property တွေက light ဆိုတဲ့ကောင်ကျွန်တော်ထားပြီးလိုက်မယ်โอเคကျွန်တော်တစ်ချက်သွားကြည့်အောင်အဲဒါဆိုလို့ရှိရင်တော့နည်းနည်းဟိုဘာဖြစ်လာပြီပေါ့နော်အခုကျွန်တော်တို့ဒီ cut out တွေသွားထည့်မှာ ဒီမှာကျွန်တော်တို့ခတ်သူကျွန်တော်ပေးခဲ့တာဖြစ်တယ်ပဲကျွန်တော်ကဒီမှာ draw နဲ့ကျွန်တော် cast ကိုလန်ခေါ်လိုက်မယ်ဥရှင်အဲ့ဒီ capable တခုချင်းစီကိုကျွန်တော်တို့ flex အ flex grow ရှင်ကိုကျွန်တော်တို့ခုသုံးဖို့လိုအပ်လာပြီအာကျွန်တော်က flex ဆိုရောကျွန်တော် flex grow လဲ one flex ရှင်ကိုလဲ one 2ရဲ့ငါကမြင်းဆိုင်ကိုတော့250 50 pixel လောက်ကျွန်တော်ထားလိုက်မယ် a flex screw ဆိုတာဘာလဲ flex string ဆိုတာဘာလဲဆိုတော့ပတ်သက်ပြီးတော့ဒီလိုကြီးအရှိမပြောခဲ့တာရှိပါတော့အရှိကဝမ်းရကြတော့ဒီ screen ကြီးလာလို့ရှိရင်တခြား element အနေနဲ့ညတူညီမြပြဆိုတဲ့ပုံစံမျိုးဖြစ်တယ်ဒီနောက်က flex string ဝမ်းရကြတော့ screen size ပြီးသွားလို့ရှိရင်တခြား element အနေနဲ့ညတူညီမြပြဆိုတဲ့အတိပဲပေါ့နော်ဒီဘက်က 250px ကျတော့ငကိုစမြင်မြင်ချင်းမှမြင်ရမယ်ဒီ cut out တွေရဲ့အရွယ်အစားကိုကျွန်တော်ပြောရဖြစ်တယ်ဟုတ်ကဲ့အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အခု အဘောရာ radius လေးကျွန်တော်တွားဆင်မယ်ဘောရာ radius ကိုကျွန်တော်အ10 pixel လောက်ကျွန်တော်ထားပြီးလိုက်မယ်အဘောရာ radius မတိုင်ခင်မှာကျွန်တော်ဒီ background လေးကျွန်တော်တို့တတ်မှတ်ပြီးအောင်အ background ကိုကျွန်တော်ကခွိုက်အချူရောင်လေးပဲကျွန်တော်ထားပြီးလိုက်မယ်အပြီးရောလို့ရှိရင်ကျွန်တော် pattern လေးကျွန်တော်တွားထည့်အောင်အ pattern ကိုကြောက်ကျွန်တော်ဒီ2 van လို့ပဲကျွန်တော်ထားပြီးလိုက်မယ် okay ပြီးရောလို့ရှိရင်ကျွန်တော် catch align ကိုလည်းကျွန်တော်တို့ရ center ပဲကျွန်တော်ထားပြီးလိုက်မယ် okay ပြီးရောလို့ရှိရင်ကျွန်တော်တို့ရ box shadow လေးကျွန်တော်ထည့်ခြင်းနဲ့အဲ့တော့ box shadow ကိုဒါကျွန်တော်တို့ရ 0 pixel ပြီးလို့ရှိရင်အ6 pixel ပြီး RGB ကလာလေးကျွန်တော်ထားပေးလိုက်မယ် RGB ကလာမှာကျွန်တော်0 0 0.1ဆိုရကျွန်တော်ထားပေးလိုက်မယ် okay အဲပြီးသွားလို့ရှိရင်ကျွန်တော် transition ပေါ့နော်အာဒီကောင်းရဲ့ transition အဲ့ဒီ animation file လေးကျွန်တော်ပြောထည့်မယ်အာ transform အာ transform ကို0.2 second လောက်ကျွန်တော်ထားပေးလိုက်မယ်။ Okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တစ်ချက်သွားကြည့်အောင် โอเคဒါဆိုလို့ရှိရင်ကျွန်တော်နည်းနည်းလေးပေါ်လာပြီပေါ့နော်ဒီဇိုင်းလေးရโอเคအဲ့တော့လို့ရှိရင်ကျွန်တော်အခုခိုးပါတွားလို့လို့ရှိရင်နည်းနည်းအဲခိုးပါတွားလို့ရှိရင်ကျွန်တော် animation ကြီးကျွန်တော်အခုတွားပြီးတော့မှထည့်မယ်အဲ့တော့အပေါ်မှာပြီးခဲ့တဲ့ကျွန်တော် transform ကိုပြန်ပေါ်မယ်အ translate y အ translate y ကိုကျွန်တော်က mine နဲ့အ5 pixel တော့ကျွန်တော်တို့ဒီအရွှေ့ပေးလိုက်ပါပေါ့နော်နည်းနည်း blue လေးဖြစ်အောင်โอเคဒါဆိုလို့ရှိရင်တော့အပေါ်က translate y ဆိုတာဒီအပေါ်အောက်ကျွန်တော်တို့တွားတာဖြစ်ပါတယ်အဲဒီမှာကိုရှင်တော့ကျွန်တော်တို့ကျွန်တော်စုံကဒီဇိုင်းတိုင်းကျွန်တော်တို့ဒီ home scene နဲ့ကျွန်တော်ရွာသွားပြီပေါ့နော် ။ Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအရှိမကျွန်တော်တို့သင်ခဲ့ရဒီ CSS flavor concept ဒီပေါ်မှာရှင်းခံပြီးတော့မှကျွန်တော်တို့ simple page တွေတခုကျွန်တော်တို့ရေးလို့ပြီးသွားပြီပေါ့နော်။ Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီနေ့သင်ခဲ့စာလေးတော့ကျွန်တော်တို့တင်တော့ပါပဲပေါ့နော်။အဲ့တော့ကျွန်တော်တို့နောက်ထပ်အဲဗီဒီယိုသင်ခန်းစာရမှာပြန်ပြီးတော့တွေ့ကြပါမယ်ဒီနေ့ရေးခဲ့တဲ့ဒီ code file တွေလည်းကျွန်တော်တို့ဒီ Telegram channel မှာတင်ပေးထားမှာဖြစ်တဲ့အတွက်လိုအပ်လို့ရှိရင်အလယ်တကူသွားပြီးတော့မှ download ဆွဲလို့ရပါတယ်ခင်ဗျာ Telegram ရဲ့ link ကိုလည်းဒီ video ရဲ့ description မှာကျွန်တော်တို့ထည့်ပေးထားပါတယ် အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့နောက်ထပ်ဗီဒီယိုသင်ခန်းစာရဲ့မှာပြန်ပြီးတော့တွေ့ကြပါမယ်ခင်ဗျာ